ဂျွန်လ10ရက်နေ့ဒီနေ့မှာပေါ့နော်ဒီနေ့နေ့လယ်12နာရီကျော်လောက်ကဒီစကိုင်းတိုင်းပလဲမြုပ်နယ်ထဲမှာဖြစ်နေတဲ့တိုက်ပွဲထဲမှာဒီစစ်ကောင်စီတပ်ရဲ့ Jet Fighter တစ်စီးပစ်ချခံလိုက်ရပါတယ်ပလဲမြုပ်နယ်ကန်းတောင်စခန်းသိန်းတိုက်ပွဲမှာပြည်သူ့လူမျိုးရေးတပ်မတော် PLA ကပစ်ချခဲ့တာလို့ထုတ်ပြန်လာပါတယ် online ပေါ်မှာတက်လာတဲ့ video file အရတော့ဒီ Jet Fighter ကအိမ်တလုံးပေါ်ကိုကြားရောက်ပောက်ကွဲခဲ့ပြီးတော့မိလောင်နေတာဖြစ်ပါတယ်ဒီ Jet Fighter ဟာ ဆိုလို့ရှိရင်ပလဲမြို့နယ်တဲကိုလှက်ပတ်ပြခတ်နေတဲ့တရက်ဦးလေတက်ကတက်လာတဲ့လေရင်လို့လဲဆိုကြပါရယ်ပြည်သူလွတ်မြောက်ရေးတပ်မတော် PLA ကပလဲတိုက်ပွဲတဲ့ဒီ Jet Fighter တစ်စီးကိုပြစ်ချနိုင်ခဲ့တဲ့အကြောင်းထုတ်ပြန်ထားပြီးအသေးစိတ်ကိုတော့ဆက်လက်ထုတ်ပြန်မယ်လို့ဆိုပါရယ်ဘလူမျိုးလက်နက်နဲ့ပြစ်ချလိုက်တယ်ဆိုတာကိုတော့မသိရသေးပါဘူးကန်တောင်ရွာကနေမြေရဲစခန်းကို PLA ဦးဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေကဂျွန်လဆန်းကစလို့တိုက်ခိုက်နေ တာဖြစ်ပြီးစစ်တပ်ဘက်ကလည်းနေ့တိုင်းလေရင်နဲ့ဘုံကျဲတိုက်ခိုက်နေတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါရယ်